ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုက္ခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟိဇဘယ်ဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆီယာမကြီးနူနူရီအင်ဝရေးသားထားတဲ့နိုစာဆိုတဲ့ဝိထုတူလေးနဲ့ထမင်းနှွေပုံဟင်းနှွေပုံဆိုတဲ့ဝိထုတူလေးနှစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နိုစာ 1980ပြည်နှစ်ထုတ်မူပြရောင်ဘော့စ်ဝဲဂွန်လေခုံကလေးတစ်စင်းကိုအင်းစိန်လမ်းမကြီးပေါ်မှာ၃ရက်တကြိမ်ညနေ၄နာရီဆိုအမြဲတမ်းမြင်တွေ့နိုင်ပါတယ်။ညနေ၄နာရီဟာအင်းစိန်လမ်းမကြီးရဲ့ကာအရှုပ်ဆုံးအချိန်ပဲလား။အဖိုးကြီးတတိတတိတတိလေးကတ်မောင်းတော့အရာရာတရားသဘောလေးနဲ့ဆင်ញင်စမ်းမှာကာမောင်းနေတော့ဘီနာကဘာမှဆရာမလုပ်ပါနဲ့ဗျာလို့ အချိန်ချင်းတောင်းပန်ထားမှုကြောင့်သာစိတ်ထဲကတော့ပြောနေမိတာပဲဆရာလို့ချင်တာကလည်းကျောင်းဦးဆရာမကြီးဟောင်းဆိုတော့လူကနေပေမဲ့ပညာကမနေဘူးအဖွားကြီးကလည်းအဖွားကြီးဆိုတော့စကားလေးကလည်းများကျင်တဲ့ပုံကိုကိုကိုလည်းအတီးသားဒါပေမဲ့ဟောဟောရမ်းလိုက်တဲ့ကငါခဆိုတော့ဇာခွေးနံပါတ်အဖိုးကြီးအဖွားကြီးကောင်းကိုစိတ်မရှိဘူးနဲ့တူရဲ့အတင်ကြိုတက်တော်တာပဲအင်းစီကန်းစီကန်း တဲခက်တဲ့ကလေးတွေပဲဘာတွေများဒီလောက်အရေးကြီးနေကြတာလဲဒက်ဒီရေ be careful ဒေါသမျိုးလုံးနဲ့ပြူးမကြည့်ပါနဲ့အဖိုးကြီးရဲ့စိုးရင်လိုပါတော့ကျုပ်တို့အဖိုးကြီးအဖွားကြီးသုံးရက်တခါမှရတဲ့ตาရလှပတဲ့ညနေခင်းအရသာလေးပြည့်စည်တော်မှာပြီးတော့ကျုပ်တို့ချွေးနဲ့မွေးခဲ့ရတဲ့တမီလေးမိုးပြမိဘကိုလှုပ်ကျွေးနေတဲ့လက်ခုံးမလေးမိုးပြတခုခုထိမိခိုင်းမိမှာကိုကြောက်လို့ပါတကယ်ဆိုຫນွေဥပေါက်ညနေခင်းဟာ အင်မတန်ကြည်နူးတရားဘူးကောင်းတာဒီလိုအချိန်ရောက်တာနဲ့စေတန်းကလေးတွေရောဆရာဆရာမတွေရောအခန်းတခန်းထဲမှာစုပြီးရှင်အိုးညိုရဲ့ဂါတာ60ပြိုတွေကဆောင်ကူနွေစာတပေါင်းလတာယာပုံရှောက်တင်ငန်းကိုဖက်ပြရှင်ပြတင်ပြရတာဟာတကယ်အရသာရှိတာကိုလွမ်းမာပြီးတော့တကူမပြောင်း တပေါင်းမကုန်ပူဟုံမပြင်းနှင်းလေစေစာကာလတာတွေတို့ ယောနုယောနုရွတ်တိပြုလျက်ယဒုအလိုက်ခချင်းဆိုင်၍တို့ချမ်းမမူပေါ်နောယကုံတော်ဝေအော်အော်ကြီးငဲ့ရှင်ဘဲမကွာတို့အင်မတန်ကောင်းတဲ့အဖွဲ့ຫນွေတွေမြမစာအစီအနှစ်တွေအစီအနှစ်တွေ ယူသူရောရှိသေးရဲ့လားပေးသူကိုရှိသေးရဲ့လားစုနိုင်တော့ပါဘူးယာဒီလီကตายရတော့စိတ်ကလေးကကြည်ကြီးစိတ်ကလေးကကြည်ကြီးနဲ့စကားလေးတပြောပြော ကာလီညင်ညိတ်မောင်းနေရတာဘလောက်ကောင်းလဲဖွာမပြောကောင်းမဆိုကောင်းအစီတင်ဆိုရာကြီးများတွေးမိကြီးနေတဲ့စိတ်ကလေးကိုနှောက်နှောက်သွားတော့တာနောက်ဆက်တွဲတွေနောက်ဆက်တွဲတွေသူကားထိလည်းမကောင်းကိုကားထိလည်းမကောင်းကိုမလို့သူကားထိပြန်တော့ရော်ရမယ်ဘယ်မှာလဲကိုမလုံငနေခဲကနေရော်စရာပင်စင်စားအဖူကြီးအဖွာကြီးမှာဘယ်မှာလဲရော်စရာသူမလို့ကိုထိပြန်တော့လေရတဲ့ရော်ကြီးလေးနဲ့ကားပြင်ရမယ်ဒုက္ခ ယောကြီးလည်းမလို့ချင်းမောင်။တမီလီမိုးပြာကိုလည်းနင်းနေမှအထီးကိမ်မခံနိုင်ပါဘူး။နှစ်ပေါင်း30ကျော်ခဲ့ပြီ။ဒီနေ့အထီးအထီးကိမ်မရှိအောင်နေခဲ့ရှာတာ။ဘယ်တော့မှဒုက္ခမပေးခဲ့ရှာဘူး။ကောင်းလိုက်တဲ့ညင်ကလေးဆိုတာ။ဘိန်ပေါရင်တောင်မှအိမ်ရှိရောက်မှ ပေါက်တဲ့တမီလီကိုကားစည်းတွေတိတ်ကောင်းလာတော့သားတွေတမီးတွေကရော မိဆွေတွေကရော ရောင်းလိုက်ရောင်းလိုက်နဲ့။ဘာလို့ရောင်းရမှာလဲကွယ်။နေတိုင်းရွှေဥတူဥပီးနေရှာတဲ့ငန်းကလေးကို တမနဲ့ထဲနဲ့ရိုက်သက်ပြေးရတော့မလားဘလို့မမရောက်ရနိုင်ပါဘူးမမကြီးရာသီကနည်းနည်းပူလာပြီဒီနေ့တော့ဖော်လူတာဆိုင်ထိုင်ကြဆိုလားဟော်လှုပ်လာပြီလှုပ်လာပြီ အချူကြိုက်ကြီးကလှုပ်လာပြီဓာတ်စီဆိုင်နားကလည်းနီးလာပြီ မီးပွိုင်တွေအကွေတွေကလည်းမရှိတော့ဘူးဆိုတော့စိတ်လက်ပေါ်ပါပြီအတန်လေးကလည်းထွက်လာပြီသုံးရက်တခါရွေးချယ်နေကြအစာတောက်ကိုလည်းစီထုတ်ပြီးတာနဲ့တန်းမောင်းမှုအတွက် ကားပေါ်မှာကလေးကရွေးချယ်ဖို့ပြင်မိ။ဖာလူဒါကချူလို့နေဒေဒီရဲ့တခြား juice တစ်ခုခုပဲတောက်ပါလား။တင်မော်ဒီတို့။အိုးနိုနိုကျုပ်ကတော်သား။အညာသားဗျ။ဖာလူဒါပဲကြိုက်တယ်။အော်ဟုတ်တယ်။တွေးလို့စီဂျိုလေးကမရှိဘူးဆိုတော့တခါတလေပါကွာဘာမှမဖြစ်ပါဘူး။ဘယ်နဲ့မဖြစ်ရမှာလဲဟိုတခါကထုံးစံအတိုင်းစကားစစ်ထိုးဖို့ပြင်ကားရှိသည် စီဆိုင်ရှိကမြင်ကွင်းကြောင့်ကိုဘသာအလိုလိုပါဇက်ကပိတ်သွားတော့တယ်စီဆိုင်ရှိကဂါဒန်ရှိကြီးကြောင့်ပေါ့ဘာဖြစ်တာပါလဲဒီလိုအချိန်ဟာကိုရှိမှအမြဲတမ်းအလွန်ဆုံးရှိလား၄၅၆စီပဲစီပေါ့စာများမလာလို့လားဒါမှမဟုတ်စီပန့်များပြတ်သွားသလားဟိုတခါစီပန့်ပြတ်တုန်းကတော်တော်ကြာကြာလေးတန်းစီလိုက်ရတယ်ဟာကားထဲကတော်တော်ရှိတယ်ဟိဘလို့ဖြစ်တာလဲမသိဘူးလीဒီလိုပဲစီရမှာပေါ့ဒက်ဒီရဲ့ ကားရက်ပြီးတော့မှမေးတာပေါ့ဘာဖြစ်တလဲဆိုအလိုလေဟုတ်ပါရဲ့ကားတန်းကအင်းစိန်လမ်းမကနေဘိုဟိုလန်းတီတောင်ပေါ့မတက်ပါပဲလားအဖူကြီးကားရက်တာတောင်မဆောင်နိုင်မဲခေါင်းထုတ်ဆက်စုရတော့တယ်သားတို့ရေဘာဖြစ်ပြန်ပြီလဲကွစီပန်းအစ်စ်တက်နေလို့တယ်ခမအော်အစ်စ်တက်တာပြက်တာမဟုတ်ဘူးစီပန်းအစ်စ်ကြီးတွေနှလုံးအောင်တက်နေတာကြီးကြီးရနောက်ဆိုမပူရတော့ဘူးအကြာကြီးမစီရတော့ဘူးကောင်းပါလေကွ ကဲအဖိုးကြီးရေကြားတဲ့အတိုင်းပဲစီကြတာပေါ့ကျုပ်တို့မှဘာလို့ရှိတာမှတ်လို့ဒီလို့တကူတည်းရှိတာဟုတ်ဘူးလားဖာလူဒါတောက်ချင်စိလေးတောင်ပျောက်သွားပါပြီကွာဘာဖြစ်လို့လဲဒီကပြီးတာနဲ့သွားမှာပဲဟာဖာလူဒါဆိုင်ကဘယ်မှာထွက်မပြေးဘူးသိတာပေါ့ဗျဒီကပြီးတဲ့အချိန်ကထမင်းချိန်နဲ့ကတ်သွားပြီလေဗျဘာလို့တောက်တော်မလဲအော်ပါဆယ်ဝယ်ခဲ့ပေါ့တော့ထမင်းစားပြီးတော့အချူတဲ့ပေါ့ဖာလူဒါကဆိုင်မှာတောက်မှာကောင်းတာဗျ အလိုတော်ဘာဖြစ်လို့အခြေတင်စကရေလူပွဲဟာစမလို့ရှိသည် ကားတွေဝေါ်ကနေစနိုးတန်တွေစူညံလာပြီးပြီးသွားပြီးပြီးသွားပြီးပန်းတက်ပြီးသွားပြီးဆိုတဲ့အတန်တွေနဲ့အတူကားတွေစပြီးရွှေ့ကုန်ကြတော့နှစ်ယောက်လုံးပါဇက်ပိတ်ပြီးကိုကားရွှေ့ဖို့အာယုံဆက်ရတော့တာပေါ့ဒါဆိုမြန်မာပါပန်းနှလုံးဆိုနှစ်စီးနှစ်စီးနဲ့ခဏနေမှာရှေကားတရွေ့ကိုတရွေ့နဲ့၄၅၀လောက်ရွေ့ပြီးတဲ့အခါမှာတော့အာတက်တီရောနဲ့ပြောတာဟုတ် အဖိုးကြီးလေးကြည့်ကိုပြန်ဖြေဖို့မရဘူးရှေ့ကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးဘာဖြစ်ရပြန်တယ်လဲမသိပါဘူး။음ပြဿနာကတော့ရှိနိုင်တယ်။ဘာရဲ့ဘာပြဿနာလဲရှင်ကိုစားကမထိတ်တာမလန့်တာ။ဘာပြဿနာရမှာလဲဓာတ်စီနေတဲ့ပြဿနာပေါ့။ဒီမာလီဓာတ်စီမဲ့ဝါးထိန်နေတာမတွေ့ဘူးလား။အမလီတော့ဒါများဘာများပါလဲ။ဓာတ်စီဆိုင်မိုက်ဝါးနေတာများရှင်အမြဲတမ်းဒီလိုပဲဝါအောင်ထုတ်နေတာမဟုတ်ဘူးလား။ ဆိုင်ကြစီဖိလိုက်တော့ရှင့်မိဝါပျောက်ကြရောပေါ့မင်းဟာလေကျောင်းဟိုဆရာမကြီးဆိုတဲ့ဘဝကိုဘလို့များရောက်ခဲ့ပါလိမ့်အဲ့ဒါတော့မင်းပြောမှလားအရင်အခါတွေကကိုရှိမှကာတုံးလေးစီကွာအခုဟာအများကြီးရွေ့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 နဲ့မောင်းရင်ဆိုင်ရှင့်မရောက်ခင်ပန့်ရှင့်မရောက်ခင်ဓာတ်စီကုံသွားနိုင်တယ်ဟေးတိပြီလားနားလဲပြီလားဟင်ကုံသွားရင်ဘာဖြစ်မလဲဘာဖြစ်ရမလဲဗျာဆက်မောင်းလို့မရတော့ဘူးပေါ့ဗျဒီတော့ ဒီတော့ကားထဲကိုစီထည့်ရမှာပေါ့ဗျာထည့်စရာရှိမရှိဘူးဆိုရင်တော့ခမားနဲ့ကျွန်တော်နှစ်ယောက်ဟာစီပန့်ရှိအရောက်ကားကိုတွန့်သွားကြရမှာပေါ့ဗျာရှင်းပါတယ်နော်ဟောတော်မဟောတော်နဲ့ဗျကဲကဲပြောရင်းဆိုရင်သွားပြီနဲ့တူတယ်ငင်းဒုက္ခပဲတကယ်ကိုကားကဖွချက်ဖွချက်အတန်လေးမြင်ရင်ရက်သွားခဲ့ပြီတမီလီမိုးပြာအာရင်ကုန်ခံပြုတ်ခွေသွားသူလို့မတုံမလုံငြိမ်သက်လို့ ကဲဆရာမကြီးရေစင်စင်နောက်ကကားတွေဟွန်းတီးကုန်ပြီတွန်းကြရအောင်စင်စင်ဆိုလို့ဆင်းလိုက်တုန်းကတော့ပြာကြီးပြာရပါပဲတွန်းပြီဆိုတော့မှအလွန်တရာနှေးကွေးသွားတော့တာပေါင်150ခန္ဓာကိုယ်ကြီးထဲမှာအစီတွေပဲရှိနေလေသလားခွန်အားတွေပဲရောက်သွားပါလိမ့်တွန်းထားမမီးရေတရွေ့စာတဲပါကွအင်းသူများကိုပြောပြီးသူကြတော့တအင်းအင်းဖြစ်နေတဲ့အဖူကြီးဘာတရွေ့စာတဲလဲ ဒီတရွေစာပြီလို့ရှေ့ကတရွေစာရွေ့သွားရင်နောက်တရွေစာတွန်းရအောင်ပါလေပြီးရင်နောက်တရွေစာဒီနောက်မှာကစီဝဲထဲဖို့လည်းမလွယ်ဘူးကွဟောကြည့်အားကလျှော့ကျင်ပြီမဟုတ်လားမထည့်ပါဘူးစီကတော့ဝဲပြီးတော့လွယ်လဲမထည့်မလွယ်လဲမထည့်ဘူးငွေထောင်ငနဲ့ထုတ်နိုင်ပါဘူးယာကနန်းဝင်ဖို့မလွယ်ပဲပင်စင်စားဖို့အမှထောင်ငနဲ့ထုတ်နိုင်ပါဘူးတော့ငါ့ဆန်ချိန်နဲ့ငါအကြိုက်ကွာ အိမ်ကထွက်စီပန့်ရှိအရောက်စီကအကုန်အမြဲတမ်းအကိုက်အန်ကြကြီးပဲဒီနေ့မှာကွာအဲ့ဒါပြောတာပေါ့အရာရာကိုပုံသေးကားချက်တွက်လို့မရဘူးရှင်လှေနံဓာတ်ထဲမှတ်ထားလို့မရဘူးအရေးထဲမှာစာသင်းနေပြန်ပြီဗျာတကယ်တည်းမှာပဲအမေစာသင်တာမဟုတ်ဘူးရှင်ကျုပ်ကမနေနဲ့ရှေ့ရကရွေ့ပြီတွန်းတွန်းရန်ဖြစ်ချိန်ကလေးတောင်မှမရပါလားရန်တတယူပြူဖို့အာယူမလို့ရှိသေးတွန်းရပြန်ပြီ ကားတစီရဲ့အလေးချိန်ဟာဘလောက်များရှိပါလိမ့်နော်မသက်သာလာပါလားဒီမှာကြည်စမ်းမအောင်အဖူကြီးရဲ့တသက်လုံးကလောင်ကိုင်းလာတဲ့ကျောင်းဆရာမလက်တွတ်တူရဲလို့တော့ကာတွန်းရတာဟွန်းမော်တော့စိတ်တူစိတ်တူတော့ရန်ကဖြစ်ချင်နေဘာငါးဆန်ချိန်နဲ့ငါအကြိုက်လဲအလကားဒီလာကန်ဒီဓာတ်စီထုံရင်ပောက်ကြရရေရှောက်ပြောနေတာကိုစီကအထုတ်လွန်သွားတာနေမှာဒါကြောင့်မြန်မြန်ကုန်တာပေါ့ကျုပ်ကဘာပြောလို့လဲအေးအေးချွေးတုပ်ပွားလီလန်းစမ်းမအောင် ကြည်စံခြွေသည်ခြွေပေါက်တွေနဲ့ဟော်ဟဲလိုက်နေလိုက်တာ။ဗိုက်ကြီးကလည်းပိန်လိုက်ဖောင်းလိုက်နဲ့ဖားဖို့ကြီးကြလို့။ဘာပြောရမှာလဲဖားဖို့ရဲ့။ဓာတ်စီဆုပ်တဲ့ဟာလေးကို ပြုတ်ကဲပြုတ်ကဲလုံရင်းကလေ။ငငယ်တို့ကငါတို့နှချံကိုနူးညစ်တဲ့လူတွေလာရင်လိုက်လိုက်ညစ်ကြရတာပျော်စရာအလွန်ကောင်းနေ။အဖေကလုံးဝမကြိုက်ဘူး။အော်အဖေကတော့ตาလေးကိုနိုဘိန်သမားဖြစ်မှာဆိုလို့အရာရှိကြီးဖြစ်အောင်ပညာတွေသင်ပေးလို့ဟေးဟေးဟေးနဲ့လေ။ပောက်ကရရီအောနေတာလေ။ အဲ့ဒီတော့ရှင်အရာရှိဖြစ်တယ်မဟုတ်ဘူးလားပါဇက်ပေလို့ကျုပ်ကဟန့်လိုက်တော့မှရှင်ငြိမ်သွားတာလေအဲ့ဒီမှာလက်လွန်သွားတာပဲနေမှာပေါ့ကိုစံချိန်ကြိုက်ကြီးရဲ့ဟူးခုခေတ်လူငယ်တွေတော်တော်လူမှုရေးခေါင်းပါတယ်ကွာနေနိုင်လိုက်ကြတာအဖူကြီးအဖွာကြီးနှစ်ယောက်ကားတွန်းနေကြတာ哦သူတို့မလို့ကြည်နေနိုင်တယ်ငါတို့ငငယ်ကနေများကွာပါရှေးခေအောင်အောင်းမေဘွယ်တွေလာလုံမနေနဲ့တော်ရီသူများတွေလည်းကို့အလုံးနဲ့ကိုပြည့်လွန်နေကြတာ အဖူကြီးဖွာကြီးကာတွန်းနေတာလေကိုလောဘနဲ့ကိုလေဆက်ပြက်လို့ဒုက္ခရောက်နေတာမှမဟုတ်တာမင်းကြီးနဲ့တွန်းဟောပြောရင်းဆိုရင် နောက်တွေ့စာဟိကြိတ်လိုက်ဟအဖူကြီးအတန်ကနင်းနေတောင် တုံချင်နေတယ်လို့ပဲမငယ်တော့ဘူးလေ90တွင်းတွေကိုအာခွန်ဗလာတွေဟာဘဲစီကိုရောက်ကုန်ကြပါလိမ့်နော်ဒီတကွေလေးပါပဲဒီတကွေလေးကြော်ရင်တော့ရောက်တော့မှာပါလိမ့်ဒီတကွေလေးအားစိုက်တာအပရဲ့အားရီကုန်ပြီး ဘလို့တွန့်တူမရွေ့နိုင်ဖြစ်နေတဲ့အဖိုးကြီးအဖွားကြီးနှစ်ယောက်စီကိုစိုက်ကားကိတ်ကစိုက်ကားသမားလေးနှစ်ယောက်ကပြေးလာကူတွန်းရှာပါတယ်။ခုချိန်များအဖေမေနှစ်ယောက်ကိုတာတို့တမီတို့မြင်ရင်ဘာပြောမလဲ။ကဲနောက်ငားရွေ့ပါပဲဟိငားရွေ့ပဲ။သုံးရက်တခါအမြင်မြင်နေကြဓာတ်စီဆိုင်ဟာဘယ်တော့ကမှဒီလောက်ကမှဒီလောက်ကြည့်မကောင်းခဲ့ပါဘူး။တကယ်တော့ပန်းရှိတက်တဲ့ရောက်ဖို့ကားတရွေ့စာကိုအဖိုးကြီးအဖွားကြီးဘလို့မှမတက်နိုင်အောင်အားကုန်နေခဲ့ပြီ။ အဘာတို့ကိုဝိုင်းကြပါအောင်ဟေဆိုပြီးစီဆိုင်ဝန်ထမ်းလေးတွေကဝိုင်းလိုက်လာကြလို့သာဟူးအသက်မွေးကျန်းပါကွာပန်ရှိကားလေးရောက်တာနဲ့အဖိုးကြီးကမိုးတန်ကြီးနဲ့ဘလုံးပထွေစကားပြောနိုင်သေးတယ်ပြစ်တောက်ပြစ်တောက်လုံနေကြဆရာမကြီးမှစကားတောင်မပြောနိုင်ရှာပါဘူးမိုးတာလေမိုးတာမိုးတဲ့ကြကစီဆောက်အုပ်လေးနဲ့ပဆက်လေးနဲ့ပေါချောက်ဖြတ်ဖို့ကိုလိုကိုလိုဖို့တော့မလို့ဟန်ပြင်းကရှိသေးဖားဖို့ကြီးရယ်လေ ဟိုဟေဟိုဟေကြတဲ့ကဘလောက်များစကားများတယ်မှတ်လေမမီးရေဗမန်နဲ့ကကျုံမျက်နှာကိုကြည်စမ်းကျူတို့နှချံနဲ့နုလာညက်တဲ့နုပိန်သမားကိုစိန်ဖို့မျက်နှာနဲ့တထေရတဲ့ပဲတဲ့ပောက်ကီရီတကယ်ပဲ1980ပြည့်နှစ်ထုတ်မိုးပြရောင်ဘော့စ်ဝဲကွန်လေခုံကားလေးတစ်စင်းကိုအင်းစိန်လမ်းမကြီးပေါ်မှာ၃ရက်တစ်ကြိမ်ညနေ၄နာရီဆို အမြဲတမ်းမြင်တွေ့နိုင်ပါတယ်ဆလပီ ထမင်းနွေပုံဟင်းနွေပုံဆိုတဲ့ဝိထုတူလေးကိုလည်းဖတ်ပြပေးပါမယ်။ထမင်းနွေပုံဟင်းနွေပုံဒီနေ့မှပဲအချိန်တွေရေကုန်ခဲ့လိုက်ပါပြီတော့ညနေ၄နာရီကလည်းထိုးခဲ့လိုက်ပါပြီတော့တကွေကွေတန်ဆုံအောင်မြင်းနေအောင်ဘိုက်ပိန်ချက်လေးကိုခဏခဏပုတ်တက်ငုံကြည့်ရင်ရေပေါ်မျောလင့်ဆောင်စားနေရတာကြာလာပါဘကောမနေ့ကတည်းကစံတဆုပ်ပြုတ်ရေကျဲကျဲကို သားဖနှစ်ယောက်ဝေမျှတောက်ပြီးတဲ့မနေ့9နာရီလောက်ကလေးကရေပေါ်ဆောက်နေရတာဘသူ့ကိုရမလဲထမင်းလီထမင်းထမင်းရေပေါ်တို့မြမပြီးသားတိုင်းမဆားရမနေနိုင်တဲ့ထမင်းပေါ်ရေပေါ်ကြောင်ကမထွက်ခင်လေတန်းမာတုံးကဆရာကတင်နေထမင်းအသက်9ရက်ရေအသက်10မိနစ်တဲ့ဟွန်းရေအသက်10မိနစ်တဲ့ဟင့်အင်ပါ ထမင်းမတဲ့ရေပေါ်ကတော့အဲ့ဒီအဆူကိုပြင်ချင်နေထမင်းအသက်10မိနစ် ရေအသက်9ရဲ့လိုပဲငငယ်ကလေးကထမင်းတစ်ခုတည်းကိုပဲအာပြုတ်ကြည်ပြင်းလာခဲ့ရလို့လားမသိဘူးရေပေါ်ထမင်းကိုမှတ်တယ်ဆန်နေသည်ဖြစ်စေဝါသည်ဖြစ်စေဟင်းပါသည်ဖြစ်စေမပါသည်ဖြစ်စေထမင်းကိုစားလိုက်ရမှတင်းတိမ်နေရေပေါ်စိတ်ထင်လေရေကိုသာ9ရဲ့အငတ်ခံနိုင်မယ်ထမင်းကိုတော့တမနဲ့အငတ်မခံနိုင်ပါဘူးလို့ခုတော့လေငိုချင်စရာအကောင်းသားရေပေါ်တို့သားဖထမင်းမစားရတာတမနဲ့မက တညက်နေမကခုနှစ်ရက်တောင်ကျော်ခဲ့ပြီရေဘောတို့သားဖားရင်ဘယ်ဟုတ်မလဲခုချိန်မှာတော့တူတူငါငါဆိုတာကိုပဲအလုတ်ကင်တွေကမဖြစ်စံစည်းကလည်း20နဲ့ကစုံဥပိန်ဥပြုတ်တလက်ဘာမှမပြုတ်တာတလက်နဲ့အသက်ဆက်နေရတဲ့ရေဘောတို့လိုလူမျိုးတွေလည်းရွာထဲမှာအပုံပေါ်ရွာထဲမှာထမင်းမှန်အောင်စားနိုင်တဲ့အိမ်ကနည်းနည်းရဲ့သူတို့တောင်ခုတလော ခောက်ဆွဲတလက်ချပါတီတလက်ဒါကြောင့်မလို့ ဒီနေ့အဖို့အလုံးက မျောလင့်နေကြပါသည်ဖြစ်နေတာရေပေါ်တို့ရွာမှာဒီနေ့ညနေ၄နာရီစံ၃တင်းဟင်းချက်စဒုတီတာထမင်းအလူရှိတယ်လေထမင်းအလူရှင်ကမန္တလေးကဒီရွာသားမန္တလေးစည်းကြိုထဲမှာဆိုင်နဲ့ဆိုင်၃ဆိုင်နဲ့စီပွားရေးပြည်လဲနေတဲ့သူပတ်စံရှိတဲ့ဒီရွာက သူ့အမျိုးသမီးအိမ်မှာစတဲ့ချပီလာကျွေးရတကယ်တော်တဲ့လူရွာထဲကဆို သူ့မလာခင်ကတည်းကလာကျွေးမယ်ဆိုတဲ့အတန်ကြားကတည်းကတရွာလုံးတာရုခေါ်နေကြတာ သူတကယ်ကုသိုလ်ရပါတယ်။ဝါနေတဲ့လူတွေကိုကျွေးတာထက်မဝါတဲ့လူတွေကိုကျွေးတာပိုပြီးတော့သူကုသိုလ်ရအောင်မေ။ဆန်ကသုံးတင်းချက်ဟင်းကဝသားနဲ့ကလည်းပဲရောပဲတီချင်းတော့တဲ့တိတ်မြင်ပါပဲ။မစားရတဲ့ရက်တွေကို အတူချပြီးရေပေါ်အားရပါးရစပြက်လိုက်ဆက်မေ။အင်းတခုပဲတခုပဲ။ဆန်သုံးတင်းချက်နဲ့ရွာရှိလူအားနဲ့ကမမျှဘူး။ဦးသူဝင်းစားထမင်းကုံတာနဲ့ကုံတန်ဝတံပဲဆိုတော့ မကုန်ခင်မှာဝါဖို့အတွက်ရေပေါ်ကြိုးစားရလိမ့်မယ်။အရေးထဲမှာအဖေကလည်းခုထိပေါ်မလာဘူး။အမေတို့သွားနေတဲ့ကြည်တော်ကလူကြုံလာတယ်ဆိုတာနဲ့ငောက်ခနဲထသွားလိုက်တာကြာလာပြီ။အေးလီအချိန်ကစော့တော့စောပါသေးတယ်။အဖေပြန်လာရင်ကြည်တော်မှာအမေတို့နတ်မန်နေဆိုတဲ့အတန်ပဲကြားပါရစေ။အမေအမကြည်တော်ကြီးတို့ကတော့စားနိုင်တောက်နိုင်တဲ့ကပါပဲလေ။လေပိုင်းရပိုင်းတွေပါ။အမေသာလေမပိုင်းရမပိုင်းကိုခန္ဓာတစ်ခုကိုပဲပိုင်နေ။ ်မင်းနေပြီးတော့ဟောင်းသားအဖေကိုယူမိလို့မစားနိုင်မတောက်နိုင်လို့လူခွဲပြီးအမစီပြေးတဲ့အမေတို့သားမိ၃ယောက်ကိုကြီးတော်ကြီးတို့ကြည်ဖြူပါစီတတပါစီအမေနဲ့အထူးတူရေပေါ်အောင်အလက်မဆိတ်ဝင်းရွှေနဲ့အငယ်ကောင်ငွေပေါ်တို့နှစ်ကောင်ပါသွားသေးတယ်ရေပေါ်ကမှလေးတန်းအထိနေခဲ့ဘူးသေးတယ်စိတ်ဝင်းရွှေကတဒန်းတော်မရောက်ဘူးသူငယ်တန်းကြီးနဲ့မင်းကလေးဆိုပြီးအမေကကြောင်းနှုတ်ဖြစ်တယ်ငွေပေါ်ကတော့တဒန်းရောက်ပြီဒါပေမဲ့ဒီကောင်လည်းသိစားတတ်မှာမဟုတ်ပါဘူး ပြောင်းမှမလိုက်ရတော့တာဒီကောင် အသက်ကအခုဆို၈နှစ်အလက်မက17နှစ်ရေဘောက15နှစ်ရေဘောတို့မော်နမ3ယောက်ထဲမှာထမင်းအစာအကြီးဆုံးမို့ထမင်းစားချိန်တိုင်းရေဘောကိုဒုန်းတဲ့အမေကတဖက်ဖက်ချတာကိုတတိယမိတိုင်းရေဘောထမင်းပိုးစာလာတယ်အဖေမြင်လဲမောင်းလိုက်ငှက်ခတ်လိုက်တန်တပိတ်ရိုက်လိုက်နဲ့ကြုံရကြပန်းအလုပ်တွေလုပ်ပြီးအစဉ်ပြေလာတဲ့အခါမှာအမေချက်တဲ့စမောင်းချက်ချင်တဲ့ဝဟူချက်ကိုရေဘောအောင်းမိလိုက်တာ။ နှုတ်ခမ်းတွေကိုရေပိုးရှာနဲ့လိတ်သိမ်လိုက်မိတယ်။မရောက်သေးဘူးလား။လေးနာရီရဲ့ရောက်ပါတော့။မြမစံတော်ချိန်မှလဲတနာရီခွဲရှိပြီမို့မြမပိုင်းစီစဉ်များဤတွင်ရက်ဆိုင်ပြီးဟိုဘက်၃ရေကျော်ဦးချစ်တီတို့အိမ်ကရေဒီယို ရေပိုးကပြားကြရနားဆွင့်ရတယ်။อืมတနာရီတော့ခွဲပြီ။ဦးချစ်တီတို့ကလည်းပြီးကန်နေမှာပဲရေဒီယိုကိုဖွင့်ပြီးတော့တယ်။စိတ်ပြေလက်ပြောက်ရေဒီယိုလေးလှန့်နားထောင်နေမလို့ဟာ။တချင်းလာလိုက်ဒေါက်ခနဲပိတ်လိုက် တော်ကြနေပြန်ဖွင့်လိုက်ဒေါက်ခနဲ့ပိတ်လိုက်နေအလကကလိနေတယ်အရင်ကဆိုအစာကနေအစုံအကျယ်ကြီးမိုင်းကုန်တင်နေကြနားထောင်ကျင်းပါတယ်ဆိုတဲ့နေ့ချာမှာသူကကလိနေတယ်အင်းတနားီခွဲဆိုတော့၃နာရီထိုးဖို့ဘာလို့တော့မလဲရေပေါ်တို့ရွာလေယာဖွင့်ပြူရေလက်ဖက်ရည်ဆိုင်ကိုလက်ဖက်ရည်တောက်ရေနွေးတောက်သွားတဲ့သူတွေတောင်ရွာလမ်းမှာမှစီးလာပြီရေပေါ်ကောက်ခနဲ့ထထွက်လာခဲ့တယ်ဘိုက်ထဲမှာကဒုံကရင်ကြီးနဲ့အိမ်မှာနေမဲ့အတူတူဖွင့်ပြူရေဆိုင်သွားထိုင် ရင်နွေးတောက်ပြီးဟိုစကားဒီစကားနားထောင်နေတာကမြင်မြန်အချိန်ကုန်မယ်။ဟေးကောင်ကြီးပေါ်ရင်နွေးတောက်တဲ့ကောင်ကဟိုဘက်တူးပေးလိုက်အောင်ကွာလူကြီးတွေကိုဖွံ့ဖြိုးရေးဆိုင်တာဝန်ခံကိုအောင်တင်ကလှမ်းမှန်တော့လူပြိုပေါကြီးပေါ်နည်းနည်းတော့ရှက်မိသား။ဟွန်းလက်ဖက်ရည်လေးတစ်ခွက်မတောက်နိုင်တာနဲ့လူတွေကတော်တော်နှိမ်ချင်နေ။ရေပေါ်တို့အရင်ထုံးနေတုန်းကဆိုရင်တော့လက်ဖက်ရည်တွေမကပေါင်မိုးနူးစီစမ်းမှာစားနေတာကိုအောင်တင်ခမရကြီးလေးအတိတရွာလုံးလေးအတိတ် ဖွံ့ဖြိုးရေးဆိုင်ရာထရန်မှာရေးကတ်ထားတဲ့စာရွက်ဖြူရေပိုးနာနာကြီးကြီးကြည့်မိတယ်။ယခုအချိန်တွင်တီးနှံစိုက်ပျိုးရာသီတို့ရောက်ရှိလာပြီဖြစ်ပါသဖြင့်လက်ကွင်းလက်ကွက်များအတွင်တို့ဝင်ရောက်ရွှေ့ချင်းချင်းမပြုတ်လုံကြရင်တွေ့ရှိပါကဥပဒေအရပြင်းထန်စွာအရေးယူခြင်းခံရမည်တဲ့။ဒီရွှေ့ချင်းတာမပိတ်သေးခင်ကဆိုရင် ရေပိုးတို့ဘယ်ထမင်းပြက်လိမ့်မလို့။ထမင်းလည်းမပြက်၊လက်ဖက်ရည်လည်းမပြက်၊ပေါင်မိုးနိုးစီစံလည်းမပြက် ရှွန်းနေရေထဲမှာကျွဲတွေနွားတွေလိုပင်မှန့်ပြီးဘလောက်ပဲလူနဲ့မတူတူမျောလင်းချက်ကလေးတဝေဝေနဲ့ပြောလို့တောင်းနေသေးလောဘသားကိုရေပေါ်တို့ရွှေကျင်တဲ့လေခွက်နေရာတွေကအလင်မင်းနေပြီးတော့ဟောင်းတဲ့တထေးတန်းဆိုတဲ့နေရာလေဖရဲပြိုးဖရဲပြက်တွေလည်းအများအပြားရှိတဲ့နေရာရေဆက်ဆက်လေခွက်မှာရွှေကျင်သမားတွေရွှေကျင်ပြီးဆိုမှဖြင့်အများအပြင်းရကြတာတွေကရွှေလက်စွပ်အပဲ့လေးတွေငကတ်လေးတွေရွှေတုံးရွှေစားအပဲ့လေးတွေပြီးတော့ ကြောက်ကလေးတွေလည်းရကြတယ်။အဲ့ဒီကြောက်ကလေးတွေကတခါတလေထောင်ကြောက်တောင်ကြောက်တွေဖြစ်နေတတ်တယ်ဆိုတဲ့သတင်းစကားနဲ့ကြောက်ရှာသူတွေကြောက်ကျင်သူတွေလည်းတယုံယုံ။တတိတန်းတွေရဲ့မကြီးပင်တန်းအိုးအိုးအောင်မှာတယုံယုံ ရှိခဲ့ကြတဲ့ရောင်သူဝဲသူတွေပတ်စံတွေကိုရေပေါ်ပြန်မြင်အောင်ကြည့်နေမိတယ်။ရွှေကျင်တာသာမပိအမေတို့ကြည်တော့ဘူးမပြေးရပါဘူး။ရေပေါ်တို့သားအဖလည်းဒီလိုပဲနေရလိမ့်မလဲ။ ဒုတိယအကြိမ်ထီရန်ဘောကတားမြစ်ဆာရွက်ကိုရေပေါ်ငေးချင်နေမိတော့ဟေ့ဟေ့ဘာလဲကွာဘာဖြစ်တာလဲကိုအောင်တင့်အာခြေတန်နဲ့အတူဆိုင်ထဲကိုလူ၃လေးယောက်ပြေးဝင်လာကြတယ်မျက်နာမှာရှွန်းဆက်တွေပရပရေစိုးတစ်ပိုင်းပောက်တူးတွေတစ်ပိုင်းနေတို့လိုတွေ့လောက်နဲ့ရွှေကျင်တဲ့သူတွေစိန်တောင်းဟေ့ကောင်ဘလို့ဖြစ်လာတာလဲရေပေါ်နဲ့ရွှေကျင်ပေါ်တငယ်ချင်းစိန်တောင်းကရေပေါ်နာကိုကတ်လာပြီးရေကနေတစ်ချက်ရေလိုက်ဟိ ငါတို့ရွှေတော့ခိုးကျင်တာကွကင်းလေတာနဲ့မီးလို့ပြေးလိုက်ရတာကွဘာပြောကောင်းမလဲရေပေါ်ရှိကရေနွေးကွက်ကိုရွှန်းဆက်တွေပြေးကြံအေးဆက်တုံရင်းနေတဲ့လက်နဲ့ယူတော့လိုက်တဲ့စိန်တောင်းကိုအောင်တင်းကခတ်ထွေတွေလှမ်းကြည့်တယ်မင်းတို့ကလည်းမင်းတို့ပဲတည်အောင်မဲမင်းတို့ကောင်းနေဟိုမှာတွေ့လားစာအုပ်တေချာဖတ်သူများတွေစိုက်တယ်ပြိုးတဲ့အချိန်မှာစုံနေမှကိုချင်းလေးပါလေစာမပေါ့ကွစိန်တောင်းနောင်နာကရက်နေတဲ့ရွှေချင်းတဲ့လူကြီးတယောက်စီက ကုချင်းစာပါတယ်ဗျာဆိုတော့အတန်တူတူလေးထွက်လာတော့မှပဲလက်ဖက်ဆိုင်ရှိကပြေလွားတန်တွေနဲ့အတူဖမင်ကျွေးနေပြီတဲ့ဟေ့ရေပေါ်ကပြားကရထရက်လိုက်တယ်တတွေးကိုလည်းဂလူကနေမြီအောင်မြူချလိုက်တယ်စိန်တောင်ပြေးကြစို့လာငါတို့ဖမင်စားရတော့မယ်ရေပေါ်ရင်တွေတောင်မှတတိတ်တွေခုံးလာတယ်ဖမင်ရေပေါ်တကယ်ဖမင်စားရတော့မယ်ပယ်ဟင်းနဲ့ပူပူနွေးနွေးဖမင်နဲ့နှစ်ထပ်အင်ကြီးရှိမြေတလင်းပြောင်ပြောင်ပေါ်ကဖမင်ဝိုင်းတွေမှာ ကြောက်ခမန်းလီလီတူးဝင်နေကြတဲ့လူအုပ်ကြီးဖះဖះရေပေါ်စားမစားရပါအောင်မလားအိုးဘယ်ဖြစ်မလဲဘယ်ဖြစ်မလဲမစားရလို့ကတော့ဘယ်ဖြစ်မလဲရေပေါ်ထမင်းမစားရတာကြာပြီဗျဖြည်းဖြည်းပြို့ဖြည်းဖြည်းထမင်းနေဟင်းနေအများကြီးထမင်းလိုက်နေတဲ့ဘိုးမြကြီးကဘလောက်ပဲအော်အော်စားနေတဲ့လူတွေကတော့မဖြေးနိုင်ပဲမြ мян ဆန်ဆန်တူးမြတူးနေကြတယ်စမန်ခုတ်နေတဲ့ရေပေါ်လေထမင်းဝိုင်းမှာတဏှာရရဖို့စိန်တောင်းနေတူတူတိုးတယ်တိုးနေ ဇို့ဝင်တိုက်တယ်မရဘူးမဝင်သာဘူးစားလက်စားလူတွေကကြားတယ်လို့စားပြီးတဲ့လူထတာနဲ့ပကံများဝင်ဆွဲတဲ့သူကအစင်သင့်ပကံစီတဲ့လူစီတောင်ပကံများမရောက်ဘူးကိုဘာသာသွားစီပြီးထမင်းထည့်ခိုင်းတော့တာပဲထမင်းပေးပါအောင်မျိုးထမင်းဆိုတဲ့အတန်တွေစူညံလာတာနဲ့အမျှဟင်းရီလေးထည့်ပါဦးအချင်တုတ်အချင်တုတ်ဆိုတဲ့အတန်တွေစူညံလာတာနဲ့အမျှရီပေါ်ပူဆိုးလာတယ်ပူပူစားလာတယ်ပူစားကျင်လာတယ် အစာရရင်ဆိုတဲ့အသည့်နဲ့ရင်ထဲမှာပူလောင်လာတော့ယုတ်တရဲ့ရေပိုးမျက်လုံးတွေကရေတွင်ပင်နာကငပြိုးပင်အုပ်ကိုလှမ်းမြင်လာတယ်။ရေပိုးလှစ်ကနေပြေးသွားပြီးငပြိုးရွက်ကြီးကြီးအရွက်ကိုချိုးချလာခဲ့ပြီးစိန်တောင်းကိုတရွက်ပြစ်ပေးလိုက်တယ်။ငပြိုးရွက်ပေါ်တင်းနေတဲ့ဖုန်တွေအမိုက်တွေဘေးချိတ်ဖိုးမြဘိုးမြကျွန်တော်တို့ကိုဒီထဲတည်းဒီထဲရေပိုးခင်းပြီးတဲ့ငပြိုးရွက်ထဲမှာဘိုးမြကထမင်းအမောက်ထည့်ပေးတယ်ဟင်းထည့်ပေးတယ်ကြည်စံ ထမင်းပုံပေါ်မှာဝတ်သားဟင်းကိုရက်ပေါင်း900လောက်မမြင်ဘူးခဲ့တယ်လို့တရှိမ့်မမှန်ရေပိုးကြည့်မိတယ်။ဒီထမင်းကိုစားရဖို့ရေပိုးဘလောက်တောင်စောင့်ခဲ့ရသလဲ။ဘလောက်ကြိုးပမ်းခဲ့ရသလဲ။လာခဲ့စမ်းဒီထမင်း။အိုးစားလို့ကောင်းလိုက်တဲ့အမျိုးကောင်းလိုက်တဲ့အမျိုးထမင်းအမောက်တပုံ ဖြတ်ခနဲကုန်သွားတယ်။ရေပိုးနောက်ထပ်ထမင်းတောင်တော့ဘူးမြကထည့်ပြင်းဟာလှုပ်လာကြည်လားငါကောင်ရတဲ့။အင်းဟင်လှုပ်မလေးဗျာဘူးမြရဲ့ ုံတို့ဝအောင်စားထားရတာ ထမင်းဆိုတာကြုံဖို့ခက်တယ်ဗျငပြောရွက်ပေါ်ကထမင်းအမောက်လေးပုံကုန်တဲ့အချိန်မှာတော့တော်ပြီရေပေါ်ဝသွားပြီအီစလန်ဝေသွားပြီဖူလုံသွားပြီဝတာမှဖူလုံလိုက်တာမှဗိုက်ထဲမှာလင်းရလဲဆိုတာမရှိသလောက်အဟာတပတ်စာလောက်ကိုတူလောင်ပစ်လိုက်တာမှတ်ကြရောစိန်တောင်းဆိုတဲ့အကောင်တော်တော်ညံ့နေကောင် ထမင်းသုံးပုံပဲစားနိုင်နေတိုးဝေစားတော့နေကြတဲ့လူတွေကြတဲ့ကနီ ရေပေါ်ဖြည်းဖြည်းချင်းအရသာခံပြီးထွက်ခဲ့တယ်။ထွက်ပေါက်ဝါမှာဖျာကြီးတစ်ချက်ထောင်းထားပြီးဖျာကြီးပေါ်မှာထမင်းကုန်ပြီတဲ့။ဝင်ပေါက်နားမှာဇွဲကောင်းကောင်းနဲ့ရက်နေသူတွေတနာစရာ။ရှီကတော့နေတဲ့စိန်တောင်းကဟေ့ကောင်မြင်မြန်လာတဲ့။သူ့ကိုမိအောင်ရေပေါ်မြင်မြန်လျှောက်လာတဲ့တခဏမှပဲယုတ်တရဲ့ပိုက်ထဲကမအီမသာခံစားလိုက်ရတယ်။စိန်တောင်းရီဘောကအလန့်တကြောအော်ခွင်လက်နှစ်ဖက်နဲ့သူ့လက်ဘင်းကိုဖမ်းဆုပ်လိုက်တယ်။အိုး လုတ်ပါနဲ့မလုတ်ပါနဲ့သူ့လက်ဘင်းကိုအတင်းဆုပ်ထားလျက်ကမြေပေါ်ကိုအန်ချလိုက်ပြီတဝောဝောနဲ့အန်ချလိုက်ပြီဘိုက်ထဲရှိရှိသမျှအစာအလုံးမြေကြီးပေါ်မှာရေပေါ်ရေပေါ်ရေပေါ်မျိုးလုံးဖွင့်ပြီးမော့ကြည့်လိုက်တော့မြေကြီးပေါ်ကိုနှမျိုးတတစွာငေးကြည့်နေကြတဲ့ဝင်းပေါက်ကထမင်းဆောင်နေတဲ့သူတွေအိုးမြေကြီးပေါ်မှာကြည့်ပါဦးလွင့်စင်ပြန့်ကျဲနေတဲ့ထမင်းတွေဟုတ်တယ် မင်းတွေရေပေါ်ချစ်တဲ့သမင်းတွေဆီယာမကြီးနူနူရီအင်းဝရေးသားထားတယ်။노ဇာဆိုတဲ့ဝိထုတိုလေးနဲ့သမင်းတွေပုံဟင်းတွေပုံဆိုတဲ့ဝိထုတိုလေးနှစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ရှင်။